ရတဲ့များအလုံးမဲမင်လာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကမှာတော့ပြည်သက်တွေအတွက်စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့ဖွားမယ်စိတ်နဲ့ကွင်းမိုင်ကူရဲညအပိုင်း82ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သများဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမရောအစီအစဉ်တက်ဆက်သူဟိမန်ကူကူဖြစ်ပါရစေ ဖွားမဲ့စင်အင်စီကိုမောင်တိုတောင်မနဲ့အစောကြီးရှောင်းနေခဲ့ပါရယ်မောင်တိုနင်တို့ဘယ်နဲ့ကြာမှာမလို့ရုံးဟဲ့မကြပါဘူးအကြီးကတ냐အိတ်တင်ပါဗျအေးပါဟဲ့မာစာတော့မရှိပါဘူးဒါပေမဲ့စိနာရှင်တော့လက်ဆောင်ဝယ်ခဲ့ပေါ့အေးဒါအများပြောနေသေးရဲ့အကြီးကကျုပ်ကအကြီးမပြောလဲဝယ်ခဲ့မှာပါဗျအခုကကျုပ်ကမြို့သွားနေအောင်မဖွားခီးထွက်ရတာနဲ့ကြုံမှာဆိုလားပြောရတာပါဗျမောင်တိုပြောတဲ့အခါမှာတော့သွားမဲ့ခီးကိုဒါသွားပါကွယ်ဖွားတော့ခီးထွက်စရာလည်းမရှိသေးပါဘူးဒီအတွက်လည်းဘာမှနောက်ဆက်မတင်လိမ့်နဲ့ကွယ် ဖွားမေစိန်ပြန်ပြောလိုက်တဲ့အခါမှာမောင်တိုးတယောက်ပြုံးသွားပါတယ်။အခုကလည်းမောင်တိုးနဲ့သူ့ရဲ့အပေါင်းပါတငယ်ချင်းများမြို့ကိုတက်ပြီးတော့ဖျားပွဲမှာဝေဖို့ရန်အတွက်အဝတ်အစားများတောင်းဝေကြကြမှာ။ရွာကနေနွားလေးနဲ့သွားကြမှာဖြစ်ပြီးတော့မြို့ရောင်ရင်ဖုန်ကြီးကြောင်မှာတညာဝင်တဲကမနက်မှရွာကိုပြန်ကြမယ်လို့တိုင်ပင်ထားကြပါတယ်။ဒါဆိုနေ့ကိုမှအောင်းအောင်မလိုက်ဘူးရဲ့လား။ကိုကြီးအုံကျုံမေးပြီးပြီဗျ။တော်မလိုက်တော့ဘူးရဲ့အကြီးရဲ့။ဒီပါဟဲ့။သူ့မှာရည်စားရှိတာဆိုတော့အဝတ်အစားတော့ဘယ်လိုလို့လိုလိမ့်မလဲ။ ဒါပေမဲ့ရည်စားမရှိရဲ့နင်တို့လိုလူမျိုးကြီးရဲ့အတွက်ကတော့ရွာဖျားပွဲလာမယ့်အချောလာလေးတွေငန်းမှုတွေရှိုးထွက်အောင်မဟုတ်လားမောင်တို့ရဲ့ကျောက်ကမလိုပါဘူးဗျာ။ဖွားနဲ့မြွတ်တက်တော့တထေးတွေဝဲပေးလိုက်တဲ့အဝတ်စားတွေမှပေါ့လို့လေ။အခုကလည်းဟိုကောင်နဲ့အတင်းခေါ်လို့ဒါလိုက်ရတာပါ။အေးပေါ့လေ။ငါလည်းနင့်ကိုစိုးစေချင်ပါရဲ့မောင်တို့ရဲ့။စိုးချင်ပါဗျာ။မိမရဲ့များလင်ယူရာခိုင်းမို့အခိုင်းစေရတယ်လို့ပါပဲ။အနာဟိုးမနေဘဲနဲ့ခိုင်းတာများကိုကြီးအောင်တာကြည်လိုက်ရည်။ ူမမိဘအိမ်တော့မမကက်ရအောင်နော်အမနုရဲ့အိမ်မှာဆိုရင်ထင်ခွဲရက်ခအစာသူပဲလုပ်ပေးနေရလေဒါကတော့နေမမချစ်ဘူးလားဟဲ့ချစ်တဲ့သူတွေကြတော့ခိုင်းတယ်လို့ပဲထင်မှမလဲလုပ်ပေးကင်ပေးနေရတာကိုရင်ပဲပျော်နေရှာတာတော်ဝင်ပြောတော့မောင်တူကရှိပါရဲ့ဟဲ့ကာလာနာလီဘာလို့ရှိနေရတော့မောင်တူကတဟာဟာနေရှိတော့တော်ဝင်လည်းမကြည့်မနှက်နဲ့မေးရပါအဲ့ခါမှမောင်တူလည်းရီမောတာကိုရက်ပြီးတော့မဟုတ်ပါဘူးဗျာအကြီးပြောနေပုံကြချစ်ဘူးနေပုံစံကြီးမို့လို့ကျုပ်ကရှိမိရပါ အလိုလေတေနာကောင်ရဲ့ချစ်ဖို့မဒီစကားပြောရမှာလားဟဲ့တဲငါလေတွေ့ရမယ်ကောက်ထူရတော့နေမလွယ်ဘူးနော်တော်ဝင်းပြောရခါမှာတော့မီဝေးရဲ့ဒီကောင်လေးကလေစနေရအောင်တည့်ရတာနဲ့စိတ်ကိုရှော့စမ်းမအေးဟိုကလေးကလည်းနော်ကို့အကြီးချောင်းတည့်ရတာနဲ့စရတယ်လို့ကွယ်ဟိုကလေးနင့်အုံးခုန်ခွန်းနဲ့ထုတ်ချေမှနင့်ပြေးနေရမှာနော်ကျုပ်ကစရတာပါဖွာရဲ့ကျုပ်မလေးစရစရာဆိုလို့အကြီးနဲ့ညီမလေးနန်းကြိုင်လို့ပဲရှိတာပါဗျာ ပြီးတော့ကျုပ်အမျိုးတွေဆိုတာကလည်းဟိုးအရင်တည်းကချင်းမငါမကြောက်နေကြလို့အဆက်ဆံမလုပ်တာဖွားလို့လည်းတီးပဲဟောက်အဲ့လိုမျိုးပြောရင်လည်းအမောင်တွေ့ရဲ့မျက်နှာညှိုးငယ်သွားရှာပါရဲတောင်မြင်တော့တော်ဝင်လေစိတ်မကောင်းဖြစ်သွားပြီစရာများစပေါ်ဟဲ့နင်းဆိုင်ကလည်းပြန်ဆောင်မှာမဟုတ်ဘူးလားအဲ့လိုပြောကြတဲ့ခါကြမှာပဲဒါပေါ်ကြီးရဲ့ကဲကဲပါလေဒါတွေပြောနေလဲစိတ်မကောင်းဖြစ်နေကြမှာပဲအော်ဒီနေ့မနက်ကတော့မင်းဟာအကြီးချက်တွေကပြည့်အတုံမြုံနဲ့တောကျက်တိုင်းဟင်းလေးစားပြီးမှပဲပြန်ပြီးတော့ တည့်ရဲ့အတိုင်းပဲဖွာအတိုင်းမဆောင်ဟင်းနေရပို့နေမှာကွဟဲ့ဒါမျိုးဆိုရင်တော့ကျုပ်ကတိတ်ကြိုက်တာဗျကြောရင်နဲ့မောင်တိုးဟာရှီမောပါရယ်မောင်တိုးရှီမောမှာပဲဖွာမဲ့စိန်တို့လဲသဘောကျစွာနဲ့လိုက်ပြီးတော့ရှီမောကြပါရယ်တော်ဝင်းကမိဖို့ရဲမှာမနှက်စာသွားချန်နေအချိန်မှာမောင်တိုးကတော့ချန်နေမှာပုံထားတဲ့ထင်းပုံတွေအားထင်းတွေကိုပေါက်စိန်နဲ့ခွဲပေးပါရယ်တော်ဝင်းကထမင်းဟင်းကြက်တဲ့ခါမှာဖွားမြင့်စိန်တို့နဲ့အတူဝိုင်းဖွဲကစားတောက်ကြပါရယ်စားလို့တောက်လို့ပြီးတဲ့ခါမှာသူ့လဲအိမ်ကိုပြန်သွားပါရယ် နောက်တနေ့မနေ့ရောက်တဲ့အခါမှာမောင်တုံးနဲ့အတူငတင်နဲ့ငဆူညီကိုနှစ်ယောက်အပြင်ကြော်တန်းတဲ့ကလုံးတို့ကလည်းနွားလဲလေးနဲ့အတူတူမြို့ကိုလိုက်လာခဲ့ကြပါရယ်။နွားလဲကိုတော့ငဆူကမောင်းလာခဲ့ပြီးလဲပေါ်မှာစကားတွေပြောလိုက်ရှီမောလိုက်နဲ့အတော်လေးပြုံမြူနေကြပါ။ကျုပ်ကတော့ဖျားပွဲမှာရွာတဲ့အကောင်တွေထပ်ပိုးပြီးတောက်ပြောင်စနေပြ။ကျုပ်တို့ရွာဟာမရရလဲရွာနာမြန်ရွာနာမစားခြင်းဆိုသလိုဖြစ်နေကြအောင်ကျုပ်တို့ဘက်ကလည်းဖျားပွဲအတွက်အပြက်ကိုပြင်ဆင်ကြအောင်မဟုတ်ဘူးလားဗျ။ အမလေးကွာတို့ရမင်းကလေးရိုက်မဟုတ်ပါဘူးကွာမင်းရွာတစ်ကကောင်ညာလေတို့နဲ့သူ့မသားငါမသားတွေကြီးပါပဲကွာမတူဘူးဗျကျုပ်တို့ရွာမှာရွာသူရွာသားအချင်းချင်းလဲစီလုံးကြတယ်နောက်ပြီးတော့ကျုပ်တို့ရွာဖျားပွဲဆိုရင်ဒီနေ့တစ်ပိုက်မှာအစီကားဆုံးမလားဟောပြီးတော့ကျုပ်တို့ရဲ့ဖွားဖွားမဲ့စိဆိုတာနဲ့တနေ့လောက်ကလေလေးစားနေရတာလေဒီတော့ကျုပ်တို့ရွာဖျားပွဲမှာကျုပ်တို့ကပို့ပြီးတော့ခရုတက်ဆိုင်နဲ့ဝယ်စားကြမှာမဟုတ်ဘူးလားဗျငါတည်းရဲ့စကားကြောင့်အကူပြစ်သူငဆိုးတဲ့မကအမောက်တို့တို့ပါသဘောကျစွာနဲ့ရှိမောကုန်ကြပါရဲ့ ။ဘာလဲကျုပ်ပြောတာမဟုတ်လို့လား။ငတင်ကသူ့ကိုရှီမောနေကြတဲ့အတွက်မကြည်မနှက်နဲ့မိရပါ။အဲ့ခါမှာတော့မောင်တူကငတင်ရဲ့ပခုံးဖက်ပြီးငါကောင်ကမင်းကအခုမှလူပြိုလေးဖြစ်လာလှကျပကျမှာဗော။ငါတို့အတွက်ကတော့ဒါတွေမလို့တော့ဘူးကွာ။တကယ်တော့ယောက်ျားဆိုတာယောက်ျားပြပြတတနေနိုင်ဘာအဝယ်စားဘာအလှပမှမလို့ပါဘူးကွာ။ကျုပ်ကယောက်ျားပြတာပါလေဗျ။ဒီမှာအခုပြောမယ်ကွာ။ ယောက်ျားပိသားရဲဆိုတာကအမျိုးသမီးတွေအပေါ်မှာလေးစားရမယ်။ကိုနှမလိုအမလိုမျိုးစိတ်ကိုမွေးပြီးတော့အလေးထားရဲကွ။တို့ရဲ့တိတ်ခါပျက်စီးရပျက်စီးကြောင်းလေးမလုပ်ရအောင်။ဟမ်။အခုဟိုကိုကြီးတို့ပြောနေတဲ့ပုံကြီးကကျုပ်ကမိန်းကလေးတွေမဟုတ်တာလုပ်နေကောင်ကြီးကြာနေမှာ။ဟော၊မင်းရလေကွ။ငါ့အမေကိုပြောတာမဟုတ်ပါဘူးကွ။ထားတဲ့နဲ့စိတ်ထားလေးကိုတင်ပြပေးရုံနဲ့မှာငါကောင်ပါ။ဟုတ်ပါပြီဗျာ။ဒီလိုနဲ့စကားလေးတပြောပြောနဲ့နွားလန်းလေးပေါ်မှာထိုင်နေတဲ့ခရီးဆက်လာကြပါရဲ့။ နေ့လည်ခင်းအချိန်မှာမြို့ပေါ်ရောက်ပြီးဝဲစရာတွေကိုအကြိုက်မတွေ့မချင်းရှာဖေးဝဲကြပြီးရဲ့နောက်ဇီယာနေပြန်ထွက်လာခဲ့ကြပါရယ်ငတို့ပြောလိငဆိုတို့ဖုန်းကြီးကြောင့်မှညဝင်မအိပ်ပဲနဲ့ပြန်ကြအောင်ကွာဟေးချက်ချင်းပြန်လို့လားအေးဟာအချိန်လေးရနေသေးတော့ရွာပဲတန်းပြန်မလားလို့အေးလေမင်းပြောသလိုပဲပြန်ကျင်လဲပြန်ကြပေါ့ကွာဒါပေမဲ့လမ်းမစားဖို့တော့မုံလေးပါလို့ဝဲခဲ့ကြနော်အေးဝဲရမှာပေါ့ကွာရွာကိုပြန်ရဖို့ကလည်းအတော်မအောင်ပါကွာငါတို့လည်းဘိုက်စားကြမှာပဲ ရပြန်မို့တဲ့တိုင်မင်နေကြတဲ့အချိန်မှာနေတော်မှစောင်းနေဖြစ်ပါရယ်။ယောက်ျားသားကြီးတွေပဲမို့လို့ညဘက်ခီးသွားမှကိုနည်းနည်းလေးမှမကြောက်ကြပဲအပြော့ခီးထွက်နေတဲ့ကဲသူတဟီဟီတဟာဟာနဲ့ပျော်ရွှင်နေကြပါရယ်။မြို့ကပြန်လာတော့နွားလေးကိုမောင်းတိုးအောင်မောင်းလာခဲ့ပါရယ်။မြို့နဲ့အတော်လေးအလန့်ကွာတဲ့နေရာလေးရောက်တဲ့အခါမှာတော့ခဏခဏရောဘာဖြစ်လို့လဲငလုံးရဲ့။ငါအပေါ့သွားချင်လို့ကွာ။ဩအေးအေး မောက်တော့လဲဦးရက်ပြီးတော့ငလုံးကလဲပေါ်နေစင်ကခလလမရှိရဲ့ခြုံနေစီကိုအပြေးသွားရင်လည်းပျောက်ကွယ်သွားပါရဲ့ဟဲ့ငလုံးအဝေးမသွားနဲ့နော်မောက်တော့အော်ပြောသတိပေးလိုက်ပါရဲ့ဒီနေ့ကလဲစီရအောင်နဲ့မကဘဲနဲ့မျိုးစင်မှလည်းစိတ်ကြိုက်မွေခဲ့ကြတဲ့ပင်မမှုတွေကြောင့်ငဆိုးနဲ့ငကြော်တန်းတို့မှလည်းလဲပေါ်မှာတယောက်ကိုတယောက်မိတွေ့ရင်လည်းအိပ်ပျော်နေကြရှာပါရဲ့အပေါ်သွားကြတဲ့ငလုံးတယောက်ကတော့ခြုံနေကြတဲ့ရနေပြေးထွက်လာတော့မောက်တော့မှလဲဘင်းကိုမော်ပြီးတော့စိုးရိမ်တကြီးနဲ့ဟယ်လိုဘာဖြစ်လာတာတော့ အော်မေးလိုက်ပါရယ်မောင်တိုးရဲ့အတန်းကြောင့်ပဲအိပ်ပျော်နေကြတဲ့သူတွေလည်းအကုန်လုံးနိုးလာခဲ့ကြပါရယ်ငလုံးဟာအပြေးတစ်ပိုင်းနဲ့ရောက်လာပြီးဟိုဟိုနားမှာတောင်ပိုးလေးတစ်ခုကသူ့ဘေးပပတ်လေးမှာလည်းပြောင်ရှင်းနေမြေကွက်လက်ကြီးတစ်ခုလည်းရှိအတော်လေးထိုးစားနေကွဟေးမိဖပြောရယ်ငလုံးမြေကွက်လက်ကြီးဟုတ်လားဟုတ်ပါရဲ့ဆိုကွာအိတ်တိတ်အကျဲဝန်းလောက်ကြီးရှိတာကွာမြေပြရလဲပြောင်ရှင်းနေပါပဲတယောက်ကလှဲချင်းထားတယ်လို့ပြီးကွာအဆောငါ့ကိုလိုက်ပြကွာငါကြည့်ချင်တယ်ရရလေးလာလိုက်ခဲ့ မောင်တိုးကနွားလဲပေါ်ကနေဆင်းလိုက်ပါရဲ့ဟဲ့နေမိုးတော်ချုံစာပြုတ်နေပြီကွာဘယ်သွားကြမလို့လဲဒီနားထဲမှာကွာခဏလေးပါပဲအာကြည့်ကျန်တန်းကြည့်ပြန်နေချက်ချင်းပြန်ခဲ့ပါမယ်အေးမကြစေနဲ့ကွာခရီးရဆက်သွားအောင်မအေးပါကွာခဏလေးနေမှာပြောက မောင်တိုးကလည်းငလုံးရဲ့နောက်ကနေလိုက်လာခဲ့ပါရဲ့ချုံတွေကိုဖြတ်ကျော်ပြီးရင်နော်ဆက်ပြီးတော့ရှောင်းလန်းလာကြပြီမရောက်သေးဘူးလားကွာမင်းပေါ့သွားတာလေလောက်တော့မှသွားလာရှေ့ဆိုရောက်ပါကွာအားလဲဆက်စုကျန်တော့နေသွားလိုက်မိရပါဟိုဟာလားအေးဟုတ်တယ် မောက်တူဟာမလမကမှရှိတဲ့တောင်ပေါ်တစ်ခုနဲ့မြေကွက်လက်တစ်ခုကိုပြလိုက်ပါရယ်။မွေးတောင်မို့လားမသိကွာ။ဟျောင်းမိအပေါ်ပမာသွားခဲ့ရလေ။ဟိုနားကခြုံပြီးတယ်မှာကွာ။ဘာဖြစ်လို့လဲ။တော်ပါသေးရဲ့ကွာ။ပြောပြီးတော့မောက်တူဟာအတန်တိတ်သွားပါရယ်။မြေကွက်လက်နဲ့တောင်ပေါ်ကြီးကိုကြည့်ပြီးတော့အမားလောက်ခဲ့မိသည်ရှိသောခွက်လွတ်ပေးပါခင်ဗျာ။တောပိုင်တောင်ပိုင်နဲ့အီအရက်နဲ့ဆိုင်ရာပိုင်ရာတွေကိုလည်းတိုင်ကျပါရယ်။ကျုပ်တို့၅ရောက်ရဲ့ခရီးလမ်းကိုလည်းဘေးမထိစေဖို့အတွက်ဆောင်ရှောက်ပေးပါခင်ဗျာ။ပြောလိုက်ပါရယ်။ ငလုံးကတော့မောင်တို့ပြောသမျှကိုငေးဝေးတာနားထောင်နေခဲ့ပါရဲ့ကဲတို့လေးစီပြန်ကြအောင်ကွာမောင်တို့လည်းတေချာစီပြီးတော့တငယ်ချင်းပြတဲ့သူကိုခေါ်ပြီးပြန်လှည့်ထွက်လာခဲ့ပါရဲ့နားလေးစီပြောက်တဲ့ခါမှာတော့ဘာတွေ့ခဲ့လဲကွာသူတို့ပြန်လာမြုံနေရဲ့ငက်တရမေးပါရဲ့မောင်တို့ကလဲပေါ်ပြန်တက်လိုက်ပြီးဘာမှမတွေ့ပါဘူးကွာဒီတိုင်းမှာပဲမသိပါဘူးကွာမင်းကအလောတကြီးလိုက်ကြည့်ရဆိုဘာများလဲလို့ ကြောက်တမ်းရဲ့စကားကိုမောင်တို့ကဘာမှပြန်မပြောပဲပြောရတာပြုံးပြီးတော့လဲကိုအိမ်နေရာနေမောင်ထွက်လာခဲ့လိုက်ပါရယ်ခလလလောက်မောင်လာခဲ့ပြီးတော့မိုးကအတော်လေးချုံစားပြူလာပြီးဖြစ်ပါရယ်လာရောင်ရဲ့အောင်မှာမောင်နေတဲ့အတွက်ကြောင့်ဖြစ်တဲ့အတွက်ပဝင်းချင်းကိုရှင်းရှင်းလင်းလင်းမြင်ရပါရယ်လဲလန်နဲ့မွေးတဲ့ဘေးပညာမှာလဲချုံမင်းရွယ်ပင်တို့သာပေါင်ရကြောင့်ကွေးမြင့်ကျဲကြီးများသာဖြစ်ပါရယ်ဟေးဆိုင်းတန်နေကြားကြလားကွာငါဆိုကနောက်ဆွေနေရင်နဲ့မှာကြံနေသူတွေကိုမေးပါရယ်အေး ကြားရဟအတန်းအတော်ကြာပဲကြည်ရတော့ဒီအနီးနားရှာပါဆက်ပွဲရှိပုံရတယ်ဒီလိုဆိုရင်တော့ဝင်ကြည့်ကြအောင်ကွာငါဆက်ပွဲဆိုရင်ကြည့်ကျင်တယ်ကွာဟုတ်တယ်ငါတင်ပြောသလိုပဲငါလည်းကြည့်ကျင်တယ်ကွာငါတင်တဲ့ငလုံးတို့ကအတိုင်ဖောက်ညီစာနဲ့ပြောကြပါရယ်အေးလေးမင်းတို့ကြည့်ကျင်တယ်ဆိုရင်လည်းကြည့်ကြပေါ့မောင်တိုးကလည်းသဘောတူလိုက်ပါရယ်ဒီလိုနဲ့သူတို့ရဲ့နွားလေးလေးကစိုင်းတံများကြာရရွာစီကိုဦးတည်ပြီးမောင်းလာခဲ့ပါရယ်ရွာစီမြောက်ခင်မှာပဲဟာဟိုမှာလဲပေါ်မှာလူတယောက်ထိုင်နေပါလားကွာ မော်တိုရဲ့စကားကြောင့်တငယ်ချင်းတွေကလည်းလှမ်းပြီးတော့ကြည်ကုန်ကြပါရဲ့အေးစပင်းကအရှိကြီးနဲ့ပစိုးရတူတူတော်တော်ဝတ်ထားတာကွာပြီးတော့ဗလာလည်းခတ်တော့တော့ဆိုကြည်ရလူကောင်းမှဟုတ်ရဲ့လားကွာငလုံးကပြောလိုက်တော့စတဲ့သူတွေကလည်းထောက်ခံကြပါရဲ့သူတို့ပြောနေရဲ့လဲလန်းကြောင်ပေါ်မှာရှိရသူကလည်းအပေါ်ပိုင်းအဝတ်ဗလာနဲ့ဖြစ်ပြီးတော့အောက်ပိုင်းကိုတော့ပစိုးအပြာကွက်ကြီးကိုပေါမော်တိတူတူပင်ဝတ်ထားပါရဲ့သူတို့ကသူတို့စီကိုတရွေ့ရွေ့လာနေတဲ့နွားလေးကိုခရုမပြူပဲထိုင်မြဲတိုင်းထိုင်နေခဲ့ပါရဲ့ အဲ့လိုမျိုးထိုင်နေခြင်းကြောင့်မောင်တိုကလေနွားလေးကိုရှက်ပြီးဟေးနောင်ဤဟိုလဲလာနေမမြင်ဘူးလားဗျဘေးကိုနည်းနည်းတော့ဖဲ့ပေးအောင်လေဗျလဲလမ်းပေါ်မှာရှိရဲ့သူကြားစီလောက်တဲ့အတန်နဲ့ပြောလိုက်ပါရယ်မောင်တိုရဲ့အတန်ကြောင့်အဲ့လူကမောင်တိုရဲ့ဘက်ကိုလှည့်ပြီးရုတ်တီကြီးနဲ့စိုက်ကြည့်နေပြန်ပါရယ်ဟဲ့အောင်လေဒီလိုကကြည့်ရနားများကန်းနေလားမသိဘူးနော်ငါဆိုကပြောတဲ့အခါမှာမောင်တိုကမိအတန်နေစမှာကွာဒီမှာနောင်ဤဟိုကျုပ်တို့လမ်းကိုကျေးဇူးပြုပြီးတော့ဖဲ့ပေးပါနောင်ကြီးအား ချက်မှန်ပြောလိုက်တဲ့အခါမှာလှဲလမ်းပေါ်မှာရှိရသူကချက်ချင်းပဲနေရာနေထားပြီးနွားလေးအနီးစီကိုရှောက်လာခဲ့ပါတယ်။ဟာငါတို့ရံများပြုတ်လို့လားမသိဘူးနော်။တတိနဲ့နေကြအောင်ကွာ။ငတ်တရမောင်တိုရိုကိုတတိလှမ်းပေးလိုက်ပါတယ်။စပင်ရှိကြီးနဲ့ဘလာတောင်တောင်လူကလည်းလဲပေါ်မှာရှိနေတဲ့မောင်တိုရိုကိုတိချစူးစိုက်ကြည့်ပြီးအဲ့လူရဲ့အကြီးကျောင်းလဲမောင်တိုရိုခင်ဗျာနေရခံနေပါရဲ့အဲ့အချိန်မှာပဲမင်းတို့၅ယောက်တည်းကဖွားမဲ့စင်ရသားဆိုတာဘယ်သူလဲကိုစံရှိရမင်းရဲ့ခါမှာတော့ဘာလို့လဲခင်ဗျာငလုံးကပြန်မေးလိုက်ပါရဲ့ ဖွားမယ်စရင်အပေါ်မှာအခဲမကျေသူတူအူမှာပြန်ပြီးတော့လက်စားချေပွေရန်အတွက်စောင့်နေရများလားလို့သူတို့အားလုံးထင်နေကြတာပါ။ရှာမရှိနဲ့ဘသူလဲတာပြောထပ်ပြီးပြောပြန်တဲ့အခါမှာမောင်တူကလည်းပြစ်လာမယ့်ကိစ္စကိုရင်ဆိုင်ပြစ်မယ်ဆိုတဲ့အတွေ့နဲ့ကြောက်ပဲဖြေလိုက်ပါတယ်။ကြောက်ကိုဆန်ရှီကလည်းမောင်တူကိုတေချာဆိုင်ကြည့်ပြီးချက်ချင်းပဲလဲပေါ်တက်ထိုင်လိုက်ပါတယ်။ဟာဘာလို့လဲပေါ်တက်ထိုင်တာရောဟဲ့လူခင်ဗျကျုပ်တို့လဲပေါ်ဘာလို့တက်တာရောဗျ။ငလုံးနဲ့ငါတင်တော့မေးကြတာပါ။ ်ကိုဆန်ရှီကတော့သူတို့ရဲ့အမေကယူဆိုင်ဟမပြပဲလှဲပေါ်မှာမိမ့်မိတ်ကြီးထိုင်နေခဲ့ပါရယ်ကိုဆန်ရှီကိုမောင်တိုးဟာစိုက်ကြည့်နေတော့ဟုတ်ကောဘာကြည့်နေရတော့မောင်းလေကွာကိုဆန်ရှီကပြောပါရယ်မောင်တိုးကလည်းတပြင်းချာကလှဲကိုဆက်မောင်းလာခဲ့လိုက်ပါရယ်သူရဲ့တငယ်ချင်းတွေကတော့ကိုဆန်ရှီကိုမကြည့်ရဲ့အကြည့်တွေနဲ့မျက်စောင်းခဲနေကြတာပါတောင်လဲကိုဆန်ရှီကယူဆိုင်ပုံများပါဘူး နွားလေးလေးကိုစမောင်းလာကြရင်နဲ့လမ်းဆုံလမ်းကွက်တစ်ခုစီကိုရောက်လာပြီးလမ်းတဲ့တစ်ခုကသူတို့ရဲ့ရွာကိုပြန်ရလမ်းဖြစ်ပြီးကျန်တဲ့လမ်းတွေကတော့ဆိုင်းတဲ့များထွက်ပေါ်နေတဲ့ရွာစီကိုတွားရလမ်းပင်ဖြစ်ပါတယ်။မော်တော်ကလေနွားလေးကိုဆိုင်းတဲ့များကြားစီကိုဥတီမမိုးတက်ပြနေတဲ့ခါမှာတော့ဟေးအဲ့လမ်းမတွားနဲ့ကိုစံရှေ့ကတားပါတယ်။ဘာလို့မတွားမှာလဲကျုပ်တို့ကဇက်ပွဲတွားကြည့်မလို့အဆိုးကပြောလိုက်တော့ကိုစံရှေ့ကအဆိုးကိုစိုက်ကြည့်တဲ့အခါမှာငဆုံမှာစက်သိမ်းမွေးရင်းများပင်ထလာပြီးကိုစံရှေ့ကိုရရဲရောင်မှပြန်မကြည့်ရတော့ပါဘူး။ ငတ်တင်တို့ငလုံးတို့မှလည်းကိုဆန်ရှင်အကြီးကြီးကိုကြောက်လာကြပြီးဘာစကားမှတော့မှဝမပြောရဲကြပါဘူး။လဲရဲ့နောက်ပိုင်းမှာကိုဆန်ရှင်ကထိုင်နေပြီးသူတို့ကလဲအရှိပိုင်းကိုတိုကတ်ထိုင်ကိုကြားပါရယ်။အခြေအနေကိုသဘောပေါက်တယ်။မောင်တူကလည်းရွာကိုပြန်ရလမ်းကိုသာရွှေ့ပြီးတော့မောင်းလာခဲ့ပါရယ်။လဲမောင်းလာတာကြားတဲ့အခါမှာမောင်တူပင်တဝါဝါတန်နေပြီးဖြစ်ပါရယ်။ကျန်တဲ့သူတွေကလည်းဘေးမှာခွေခွေလေးအိပ်ပျော်နေကြပါရယ်။မောင်တူနဲ့ကိုဆန်ရှင်သာလဲပေါ်မှာထိုင်ရလိုက်ပါလာခဲ့ကြတော့ပါ။ ကိုဆာရှိကလည်းရာတီလိုက်လာမဲ့ပုံဖြစ်တဲ့အတွက်မောင်တိုးကလည်းပမာဆင်းမလဲလို့မမေးပြပါဘူး။တောက်ထွန်းရွာကိုနွားလဲဝင်လာတဲ့အခါမှာအချင်းရတကောင်မင်းကြော်နေပြီဖြစ်ပါရယ်။နွားလဲကိုမောင်တိုးကသူ့ရဲ့အိမ်ဝိုင်းတွေကိုမောင်းတန်လိုက်ပြီးကဲရောက်ပြီထားကြအောင်ကသူ့ရဲ့တငယ်ချင်းနေအော်ကနူရဲကောင်မှာတဝါဝတက်မိခေါင်းများထောင်ကထလာခဲ့ကြပါရယ်။ဟာဟိုလူကပမာဆင်းနေခဲ့တာလေ။အင်းတော့သူပမာဆင်းခဲ့ရလဲမသိဘူး။တငယ်ချင်းနေဝိုင်းမိတဲ့အခါမှာမောင်တိုးလည်းစဉ်းစားလို့တော့မမရဖြစ်နေခဲ့ပါရယ်။ ။အိုးငါဒီလမ်းအတိုင်းမဲ့လမ်းမှာတော့မှတစ်ခါမှမရှက်ပဲမောင်းလာခဲ့တာပါကွာ။သူကဘယ်မှာများခုံပြီးဆင်းနေခဲ့တယ်လဲမသိဘူးကွာ။ဟေးမော်တော်ရဲ့စကားကြောင့်အားလုံးလည်းအံ့ဩကုန်ကြပါရဲ့။ကဲပါကဲပါမိုးလည်းချုပ်နေမင်းတို့လည်းကိုယ့်အိမ်ကိုပြန်ကြတော့။အေးအေးအေးနောက်ဆက်မနှမပဲစုံမယ်နော်ပြန်ပြီးရဲ့။တငယ်ချင်းများပြောင်းနေခါမှာမောင်တော်ကလည်းနှွားရီကိုလှဲရနေချွတ်လိုက်ပါရဲ။သူ့ရဲ့အတွေ့အကြုံမှာတော့ကိုစံရှဲမျက်နှာမြင်အောင်နေမိစေပါ။ သို့တော်လည်းနားမလည်ခြင်းနေတာဖြစ်နေကြပြီးနွားတွေကိုတင်းငုတ်တဲ့ကိုထဲပေးပြီးရဲ့နောက်ခြေရည်လက်ရည်များစေကြောတန်းစင်ပြီးအိယာဝင်ခဲ့ပါရယ်နောက်တနေ့မနေ့ရောက်တဲ့အခါမှာမျက်နှာကိုပြပြတလဲထပ်သစ်ပြီးအိယာနေထွက်တဲ့အခါမှာတော့ဟဲ့ကောင်လေးသမီးချော်ထားမစားမနဲ့ဘယ်သွားမလို့ရောမိခင်ဖြစ်သူဒေါ်တာလမ်းအော်ကမေးရဲ့အခါမှာတော့ဖွားရုံသွားမလို့မေးကျုပ်အပြမပဲစားတော့မယ်ပြောပြီးတော့ခြေလမ်းကျဲကြီးတွေနဲ့ထွက်လာခဲ့ပါရယ် ဖော်မဲစိအင်ဝင်ရောက်တဲ့အခါမှာဖော်မဲစိဟာကုတ်ပြက်ခဲမှာထမင်းစီစံတဲ့ပေပြုတ်ချက်ကိုရင်းနှွေးချက်လေးနဲ့တောက်ခါစားနေခဲ့ပါရယ်။ဟေးပြန်လာပြီလားမောင်တို့ရဲ့တော်ဝင်းမိတဲ့အခါမှာတော့ကျုံညာပဲပြောက်တာအကြီးဖြေးနဲ့ကုတ်ပြက်ခဲမှာဝင်ထိုင်ပါရယ်။မောင်တို့ရဲ့ပုံစံတခုခုထူကြနေရမို့လို့တော်ဝင်းကအကဲခတ်နေရပါ။ဖွာကျုပ်ပြောပြစာရှိလို့ပါ။ညာပဲချေပြောက်တာလေကွ။တကောက်ကြောလောက်ပါ။လက်ခီမောင်အစဉ်ပြေရမို့လား။ဖော်မဲစိဟာထမင်းတော့ အဲ့ဒီကိစ္စပဲပြောမလို့ဗျကျွတ်ညတော့လူတောက်နဲ့ส่งခဲ့တယ်ဗျအဲ့လူကလေကျုပ်ကိုဖွားမယ်စင်ရဲ့တာလာလို့မေးနေရပြောရဲခါမှာဖွားမယ်စင်ကရင်းနှွေးကြောက်မောတောက်လိုက်ပြီးမျက်နှာပြုံးနေခဲ့ပါတယ်မောင်တူကဖွားမယ်စင်အပြုံးကိုနားမလဲတယ်လို့နဲ့ဖွားအဲ့လူသိညာလားမေးရဲခါမှာတော့ဖွားမယ်စင်ကကောင်းရိပ်ပြီးသိရပါဘောကွယ်အဲ့ဒါအဲ့နေရာကွင်းပိုင်လीဗျကွင်းပိုင်အိုးဘာလဲဖွားရဲ့ဟိုကျုပ်နားအောင်မလဲတော့ဘူး မော်တော်ကဥလဲလဲနဲ့ထမီးတဲ့အခါမှာတော်ဝင်းနဲ့နန်းဆိုင်တို့ကလည်းဖွားမဲစိန်ပြောမဲစကားကိုသိကျင်နေကြပါရဲ့ညတော်ကဖွားတရားထိုင်နေနဲ့ဖွားရဲ့အာယုံထဲမှာမောင်ရင်ဒုက္ခရောက်နေရလို့မြင်ရတယ်။အဲဒါကြောင့်မောင်ရင်တို့ရောက်နေတဲ့နေရာတောပိုင်တောင်ပိုင်ကွဲပိုင်တွေမြေတားပို့ပေးပြီးအကူအညီတောင်းထားတာကွ။ညာသူ့ဒုက္ခရောက်နေရဲ့။ဟိုမင်းညတော်ကတော့အခုအဆင်ပြေပါရဲ့ဖွားရဲ့။အေးမောင်ရင်ကတော့ထင်မှာပေါ့ဖွားရဲ့အာယုံထဲမှာတော့မောင်ရင်နဲ့မောင်ရဲ့တငယ်ချင်းတွေကစပွဲတစ်ပွဲကိုကြည့်နေကြတာကွ။ အဲ့ဒီဇပွဲမှာပဲရွာသားတွေနဲ့ခိုက်ရန်ဖြစ်ပြီးရိုက်ကြနှစ်ကြနဲ့နောက်ဆုံးမယင်တို့တွေအလုံးသူတွေနဲ့လင်းနေရလို့မြင်ရတာပဲဒါကြောင့်လဲဖွားရဲ့ဘက်ကနေလှုပ်ပင်းတနာတွေလှုပ်ပေးခဲ့တာပါဘုရားဘုရားဘုရားတော်ပါသေးရဲ့ဗျာဒီလိုဆိုရင်တော့လေညာကျွတ်တို့တွေလဲပေါ်လိုက်လိုက်တော့လူမဟုတ်ဘောနော်ဟေးဒီကောင်လေးဝေးပါတော့ကိုင်းမိုင်ဆိုမှတော့လူဟုတ်ပါမလားမောင်တိုးတော်ဝင်းကစိတ်မရွှေစားနဲ့ဝင်ပြောလိုက်ပါရဲ့အဲ့ခါမှာမောင်တိုးလည်းပြုံးသွားခဲ့ပြီး ကျောက်ဖြစ်ဖွားကိုကျေစုတက်လိုက်တာဗျာတော်သေးတာပေါ့ဖွားကူညီပေးလို့ပဲပေါ့မဟုတ်ရင်တော့ကျောက်ဖြစ်ကတော့မတွေ့ရစရာပါပဲအေးဒါနဲ့လေပြောရအောင်ပဲဗျာကျောက်တို့အဲ့လိုနဲ့မစုံသေးခင်မှာလေလမ်းမအပေါ့ဆင်းသွားတော့တောက်ဖို့တစ်ခုနဲ့မြေကွက်လက်ကြီးတစ်ခုတွေ့ခဲ့ရသေးတယ်အဲ့ဒါဖွားရဲ့နောက်လိုက်နေကြဆိုတော့ကျောက်ကလည်းလန်ခီမှာအဆင်ပြေဖို့အတွက်ဆူတောင်းမိသေးတယ် နောက်ပြီးတော့အဲရှိတော့ရှိရတာပဲဗျဟိုကောင်တရလေးဖွားရဲ့ကွယ်မယောဆက်ရှိရို့လေးပြန်တော့မပြောရဲကြဘူးဗျကိုဆက်ရှိရွာလောက်ပဲမောင်းလို့ပြောတာနဲ့အသားလေးတွေအကုန်လုံးညိတ်ကုတ်ပြီးတော့လိုက်လာကြရွာကိုရောက်တဲ့အထိပဲအခုကြောင့်သာသူတို့ပြောပြရတော့ဘလောက်တော့မှကြောက်နေကြမလဲမသိဘူးမောင်းတော့ရီရီမောမောနဲ့ပြောတဲ့ခါမှာတော့ဂျော်ဝဲရလဲနင်တို့ကလေတကယ့်ငပွေးကောင်လေးတွေတော်သေးရပေါ်ဟဲပြောပါရဲဒီလိုနဲ့မောင်တို့တယောက်ဖွားမဲ့စရဲ့ကိုကြီးမှုကြောင့်ဘာပေးဒုက္ခမှမကြုံခဲ့ရချင်မှာ ကိုဆန်ရှင်လို့သူတို့တွေခေါ်တဲ့ကွဲမိုက်ကြီးအကြောင်းကလည်းမောင်တိုးရိုကာလာတာရီပစက်ဖြားထဲမှာအတော်လေးနာမည်ကြီးခဲ့ပါရယ်။အေးမင်းတို့ဒါအိမ်ညာကိုဆန်ရှင်နဲ့ဆုံခဲ့ပဲဆိုရင်ကြောက်သေးရောထွက်ကြမလားမသိဘူး။သူ့အကြည့်ရတိတ်ပြီးကြောက်ဖို့ကောင်းတာကွာ။ငလုံးတို့ကတသိခင်များပမာစက်နေရွာသားတွေကိုပြပြနေကြပါရယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျတဲ့တော်လိမ့်မယ်လို့မျှော်လင့်မိပါရယ်။ နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစာလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေရှင်။